呃，uh. အခုပေါ့ senior junior ဆိုတာတွေကဒီလိုပဲလေတချို့လည်းပြဿနာတွေရှိသလိုမျိုးတချို့ကလည်းပြဿနာမဖြစ်ဘဲနဲ့အေးအေးဆေးဆေးချစ်ချစ်ခင်ခင်နေကြတာရှိတယ်။အရင်မမောက်မာရဘူးပေါ့နော်။ကိုယ်ပညာပေးခြင်းအောင်ပေါ့နော်။ဒီလိုမျိုးပဲကိုယ်လည်းလင်းမမာလေးနေရတာဘာသူမဆိုပေါ့နော်။ခင်သွားကြရင်အဖြစ်မမြင်ကြတော့ပါအဲ့ပါလိမ်မာတာပေါ့လိမ်မာပါအခုရက်တည်းလည်းလိမ်မာပါပဲနော်လူကြီးတွေနဲ့လည်းလိမ်မာတယ်လို့ကလေးတွေနဲ့လည်းလိမ်မာတာပေါ့အဲ့ဒါမှသာလေဘယ်လိုပြောမလဲဟိုစံပြတရားပေါ့ခေါင်းဆောင်ကောက်တဲ့ရောက်ဖြစ်တယ်လို့မျိုးနောက်လိုက်ကောင်းတဲ့ရောက်လည်းကိုကဖြစ်အောင်နေရပါ အခုပေါ့ senior junior ဆိုတာတွေကဒီလိုပဲလေတချို့လည်းပြဿနာတွေရှိသလိုမျိုးတချို့ကလည်းပြဿနာမဖြစ်ဘဲနဲ့အေးဆေးဆေးချစ်ချစ်ခက်ခက်နေကြတာရှိတယ်။အဲဘယ်လိုပြောမလဲကျွန်တော်တို့ခက်တုန်းကကြတော့ကျွန်တော်တို့ရဲ့ senior junior ဆိုတာကကိုယ့်ရဲ့ဒီဆရာအရင်ဆရာတယောက်တည်းရဲ့ တပည့်အချင်းချင်းမဟုတ်ဘဲနဲ့တခြားဆရာတွေရဲ့တခြားတပည့်တွေနဲ့ဖြစ်ကြတာတွေရှိတယ်ပေါ့ဒါတွေကအမျိုးဆုံးကျွန်တော်တို့ဘယ်လိုပြောမလဲကြားနေတာအကြောင်းအကြောင်းဆိုလဲဒီလိုပဲလေအကြောင်းအကြောင်းချင်း fight ကြတာတွေရှိတယ်လေဒါမျိုးပေါ့အဲ့လိုမျိုးတွေရှိကြပါတယ်ဘယ်လိုပြောမလဲအရင်မမောက်မာရဘူးပေါ့နော်ခလိုကို့ပညာပေးခြင်းအောင်ပေါ့နော်ဒီလိုမျိုးပဲကိုယ်ကလည်းလင်းမမာလေးနေရတာပေါ့တချို့ကြတော့လည်းရှိတယ်ဟိုအငယ်ပေမဲ့အကြီးတွေကိုသွားပြီးပခုံးချင်းရှင်တာမျိုးတွေရောဘာလို့ဆိုကြတော့လဲဒါအကြီးတွေက ရနေနေမျက်စိစပွင့်မွေးဆူတာတွေပါရှိတတ်တာပေါ့လေနော်ဆိုတော့ကိုကလည်းနေတတ်ရတာပေါ့လေတယောက်နဲ့တယောက်ကဘယ်လိုပြောမလဲအမြင်ကြီးကြီးလင်းလင်းလေးမထားနိုင်ဘူးဆိုလို့ရှိရင်တော့အများနဲ့ဖြစ်ကြမှာပေါ့နော်အဓိကကဘယ်လိုလဲဆိုရင်ကိုကတယောက်နဲ့တယောက်ကဖေးမရမယ်အဲမောင်နှမလိုမျိုးနေရမယ်ဆရာသမားဆရာသမားကတော့အဆင်ပြေတယ်ပေါ့နော်အဲတပည့်တပည့်ချင်းနေအချင်းချင်းနေဆိုလို့ဆိုလို့ရှိရင်ဒါမောင်နှမလိုမျိုးလောက်ဖို့ကန်ဘက်လိုမျိုးပေါ့เนาะအချင်းချင်းလေးအဲ့လိုနေနိုင်မယ်ဆိုလို့ရှင်တော့ဒီလိုပုတ်တိုက်မှုတွေကတော့နေရတာပါ ။ဒီမှာလိမ်မာတာပေါ့။လိမ်မာပါ။အခုတည်းကလည်းလိမ်မာပါပဲ။နော်လူကြီးတွေနဲ့လည်းလိမ်မာတယ်လို့ကလေးတွေနဲ့လည်းလိမ်မာတာပေါ့။အဲ့ဒါမှတာလေ။ဘယ်လိုပြောမလဲ။ဟိုစံပြတရားပေါ့။ခေါင်းဆောင်ကောက်တဲ့ရောက်ဖြစ်တယ်လို့မျိုးနောက်လိုက်ကောင်းတဲ့ရောက်လည်းကိုကဖြစ်အောင်နေရပါတယ်။ เนาะဒီဇိုင်နာလောကမှာလည်းရှိတာပဲတချို့ဘယ်လိုပြောမလဲအခုအရန်ခင်နေကြတဲ့သူတွေဆိုလို့ရှိရင်လည်းအရင်တော့ဆိုလို့ရှိရင်ကိုဆက်ဆက်ဥဆုံးချင်းမှာမခင်ကြတဲ့ဝန်ကတော့ဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကတော့ကစားလေးတွေအဲဘယ်လိုအမြင်မကြည်တာလေးတွေရှိကြတာပေါ့လေနောက်ပိုင်းကျတော့ရှင်းရှင်းလင်းလင်းပုတ်ပုတ်လင်းလင်းနေပေါင်းကြတယ်သွားကြတယ်ခီးတွေသွားကြတယ်ဆိုတော့ဒါကိုအချောင်းတယောက်အချောင်းတယောက်ကတိသွားတယ်နားလဲသွားတယ်ဆိုလို့ရှိရင်တော့ဒါဘယ်သူမဆိုပေါ့နော်ခင်သွားကြရင်အပြစ်မမြင်ကြတော့ပါ မခင်ရင်သာအပြစ်မြင်ကြတာပေါ့နော်။ तू ကငါ့ကိုဘယ်လိုချိုးချိုးတာလဲလို့သိတယ်မလား။ဘယ်လိုကြည့်တာလဲလို့ကြည့်တာအစားလေမခင်ဘူးဆိုရင်တမျိုးတွေဖြစ်တတ်ကြတာပေါ့။အဓိကတော့ခင်မင်ရင်းနှီးမှုရှိရမယ်။အရင်ဆုံးရင်းနှီးမှုကိုတိဆောက်ရမယ်ပေါ့နော်။ဘယ်ဘယ်နေရာမှာမဆိုဘူး။အဲ့တော့မှသာဖြင့်အဲဘယ်လိုပြောမလဲစီနီယာပဲဖြစ်ဖြစ်ဂျူနီယာပဲဖြစ်ဖြစ်ကိုယ့်ကိုချစ်ကြမယ်ခင်ကြမယ်လက်တွဲခေါ်ကြမယ်။ဒါလေးကတော့ရှိရှိချဖြစ်တတ်ကြတယ်။ဒီကိစ္စကလည်းမိုက်တယ်ပေါ့။ ကလည်းဘယ်လိုပြောမလဲပေါ်တော်တော်နေရတာပေါ့တိလားပေါ်ပေမဲ့လည်းအဲချက်ကြောက်ယူသေးပါဒီလိုပဲပေါ့နော်ကျွန်တော်ကကြတော့ကလေးတွေကိုမေးကြည့်လို့ရတယ်ကျွန်တော်ကြောက်တယ်ဆိုမကြိုက် ကျွန်တော်ဥချထားတယ်လေကျွန်တော်ဥစားတွေပေးနေတယ်ကျွန်တော်အတွက်တွေလုပ်နေတယ်ဆိုကျွန်တော်မကြိုက်ဘူးဟဲ့နင်တို့ပို့ပို့ပါပါပဲနေပို့ပို့လေးနေတယ်တချို့တချို့နေရလာတဲ့ကလေးတွေရှိတယ်အိမ်မှာပဲနေကြမယ်ဆိုပထမဆုံးလာရင်လူကြီးသူတို့ရဲ့လူကြီးမိဘတွေကလည်းတင်ပေးလိုက်တာပေါ့လေဆရာသမားကဘယ်လိုဆက်ဆံရမလဲဘယ်လိုလုပ်ပေးရမလဲဘာညာပေါ့ဒီလိုမျိုးတွေရှိကြရတာဒါပေမဲ့ကျွန်တော်စီရောက်လာရင်သူတို့ကအဲ့လိုတွေဖြစ်နေကြောက်နေတယ်လို့ပြုတ်နေတယ်လို့ဆိုကျွန်တော်မကြိုက်ဘူးအဓိကကိုယ့်ကိုကြောက်တယ်ဆိုလို့ရှိရင်သူတို့မှာ ဟိုဘယ်လိုပြောမလဲခိုးပြီးတော့လှုပ်ရမယ်အကြောင်းအရာတွေရှိမယ်မပွင့်လင်းကြတာတွေရှိမယ်အဲ့ဒါမျိုးတွေရှိမှာပေါ့ဆိုတော့ကျွန်တော်ကတော့ပုံမှန်လင်းလင်းပဲပေါင်းစေခြင်းတယ်ပုံမှန်လင်းလင်းပဲပေါင်းတယ်ဆိုတော့နောက်ပိုင်းကျတော့ကလေးတွေကမချိန်မကြောက်တော့ဘူးမချိန်တော့ဘူးဒါပေမဲ့ကိုစုလိုက်ရင်တော့လေသူတို့ဝက်သွားတာမျိုးပေါ့လေဒါမျိုးပေါ့အဓိကကတော့သူတို့လိမ်မာတာလည်းပါပါတယ် ရာကိုယ်တိုင်ကလည်းတပည့်တွေပေါ်မှာပေါ့နော်ဟိုတာရနေတယ်ပေါ့နော် तू ကတော့ဖြင့်ချမ်းသာလို့ तू ကတော့ဖြင့်မရှိလို့အဲ့ဒါမျိုးတွေပေါ့မထားဒါတွေကကျွန်တော်ပြောမှမဟုတ်ပါဘူးအကုန်လုံးကသိပြီးသားပဲလေနော်ဒီလိုမျိုးပေါ့အားလုံးကဒန်းတို့ညီလူဆက်ဆံနိုင်ရမယ်သူတို့ကကလေးတွေပေါ်မှာကျွန်တော်တို့ကဒန်းတို့ညီမြအသာတို့ညီမြဆက်ဆံနိုင်တယ်ဆိုလို့ရှိရင်ကလေးတွေကလည်းကိုယ့်ကိုယုံကြည်တယ်လေးစားတယ်အရာရာလည်းပုံပွင့်လင်းလင်းရှိမယ်နောက်တစ်ခုကကျတော့အဲကိုပြုစုပြိုးထောင်လိုက်တယ်ကိုလက်ကထွက်သွားတယ်ကလေးတွေပေါ့နော်သူတို့က အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်သွားပြီကိုထက်အလုပ်တွေလုပ်ရမယ်ကိုထက်တာတဲ့ကလေးတွေအများကြီးရှိတာပဲပေါ့နော်ဆိုတော့ကိုထက်တာသွားပြီးတော့မှကိုထက်အလုပ်တွေလုပ်နေရမယ်ပေါ့လေအဲ့လိုကလေးတွေမျိုးကိုလေကိုကလို့ပြောမလဲဟုတ်လေအရင်တိုင်းပဲဆက်ဆံနိုင်ရမှာပေါ့နော် तू 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 မှအလုပ်ရှိလို့ तू ကတော့ဖြစ်ငါထက်တာသွားပြီးတော့ငါအဲ့လိုမျိုးကြီးပုတ်နေတာမျိုးတွေလေနော် तू လမ်းကြောင်းမမှန်အောင်ကိုကနောက်ကနေပြီးတော့လိုက်ဖြတ်တာမျိုးတွေအဲ့လိုမျိုးတွေတော့မလုပ်သင့်ဘူးဟိုအဲ့လိုစိတ်လည်းမရှိရဘူး เนาะကျွန်တော်မှာတော့မရှိဘူးကလေးတွေအောင်မြင်နေတယ်ဆိုကျင်းတတ်တယ်သူတို့မအောင်မြင်အောင်မြင်အောင်လို့ကိုကျွန်တော်ကတွန်းပို့ပေးတာဘာလို့ဆိုတော့ကိုယ့်ရဲ့တပည့်လေကိုယ့်ရဲ့တပည့်ကကိုယ့်ထက်သာနေမှကိုကိုရိုင်းကလည်းဟိုဘယ်လိုပြောမလဲဆရာကောင်းဖြစ်မယ်နောက်ပြီးတော့ကျွန်တော်အနေနဲ့လည်းပို့ပြီးဂုံရှိတယ်လို့မျိုးကျွန်တော်အလုံးမှာလည်းပို့ပြီးတော့တိုးတက်တယ်ဘာလို့ဆိုတော့ဒီဆိုးအောင်စီရနေပြီးတော့မွေးလှုပ်လိုက်တဲ့တပည့်တွေကအောင်မြင်နေကြပါလားဆိုတာမျိုးပေါ့နော်ဆိုတော့ငါလည်းသူ့စီသွားမယ်ငါသားသမီးကိုလည်းသူ့စီလွတ်မယ်ဒါမျိုးကတော့အဲ့ဒါကိုကျွန်တော်ကြိုက်တယ် ပြောခဲ့ပြီးပါပြီဒါ antibody ရဲ့တွန်းအားပေးကြအောင်ပဲကျွန်တော်ဖြစ်လာတာပေါ့လေဆိုတော့ဒါ antibody ကအဓိကပေါ့နော်ပြီးသွားရင်တခြားမာရီဆန်ဘက်မှာဆိုလို့ရှိရင် makeup ကိုမာတို့ဥဆိုးတို့အမေလင်းတို့အများကြီးပဲရှိတယ်တကယ်ဟိုဥမာဆုံးပါသွားတဲ့ anti point တို့ပေါ့နော်ဒါလူကြီးလူကောင်းတွေကြီးပဲကျွန်တော်နေရာပေါင်းတင်ခဲ့ရတာကျွန်တော်မှာကမိတ်ဆွေကောင်းတွေဆရာသမားကောင်းတွေဥမာမမီဆန်တို့နော်မမီဆန်ဆိုတာမာရီဆန်တို့ရဲ့ဆရာပေါ့သူတို့တွေနေရာအများကြီးရင်းနှီးပြီးတော့ဆိုတော့သူတို့ကတွန်းတင်ဆုံးမာတာရှိမယ်ပြီးသွားလို့ရှိရင်ဟို ဘယ်လိုပြောမလဲမထတ်တူပေါ့နော်မထတ်မထတ်တဲ့အရင်ဆိုမမျိုးမမျိုးတို့မာကြီးထိုးမွန်းတို့ရှိမယ်ပြီးတော့အဲအန်တီမာအန်တီမာဆိုတာအဝဲပေါ့အဝဲတို့အမိသားစုတစုလုံးနဲ့လဲကျွန်တော်တို့နေရဒီလိုမျိုးနေတော့အားလုံးကကျွန်တော်တို့လိမ္မာရေးချရှိအောင်တုံတင်ပေးကြရတယ်နော်ဆုံးမကြရတယ်ဆိုတော့မိသားစုလိုပဲနေခဲ့တာဆိုတော့အဲကျွန်တော်လည်းလိမ္မာတာပေါ့